ကိုစုံမင်းနဲ့ကိုကြွေးပြီးပြီလားဆိုရဲဖိုင်းလေးလုတ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့1 2တွေကကြွေးပေးထားပါတော့အဲ့တော့နံပါတ်1သမားတွေကိုပြောတဲ့အခါမှာနံပါတ်1သမားတွေက soul mate ဆိုတော့ဘာလဲတောင်ပြန်မေးရတော့ခဲ့ ठी ပေါ့နော်အခြေအနေပတ်သက်လာရင်နည်းနည်းလေးအခက်ခဲကြမ်းတမ်းလေးဖြစ်နေရမျိုးတွေ့တယ်အာကိုဘွားမှာကိုကအယံကိုကွာတူညီနေတာ1သမားတွေကလေ အလိုကိုယ်စိတ်တိုင်းကဖြစ်ခြင်းနဲ့ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်ခြင်းနဲ့ကိုယ်ချစ်တယ်လို့ချစ်စေခြင်းနဲ့ဒီလိုဟာတွေရှိတယ်အဲ့တော့ကိုယ့်ရဲ့ဘဝတွေမှာကိုယ့်ရဲ့ဆိုးမိတ်ကိုတွေ့ပြီလားဆိုတော့ကိုယ့်ဆိုးမိတ်နဲ့ကိုကမတွေ့သေးဘူးကိုယ့်စိတ်တိုင်းကြလို့လည်းမတွေ့သေးဘူးကိုကဆိုးမိတ်ထင်ပြီးရွေးလိုက်တည်းမလဲမှားနေသေးတယ်ဆိုပုံစံတွေထားလို့တွေ့တယ်ဒါပေမဲ့အကူအနေနဲ့နှစ်နှစ်အတွင်းမှာတော့ဒါတွေ့နိုင်တယ်ဒါတွေ့နိုင်နေဆိုရင်ကိုကဆိုးမိတ်ဘယ်လိုပြောမလဲဆိုးမိတ်ဆိုတာကိုကအရန်အေးတာမျိုးလည်းမကြိုက်တော့ ကိုတွက်က sexy ကြရမယ်နည်းနည်းတောက်လောင်မယ်ဒါပေမဲ့သူနဲ့ကိုနဲ့အခြေကခံစားလို့ကောင်းတယ်အဲ့လို burning ဖြစ်စေတဲ့အရာလေးနဲ့လူတွေးဖို့ရှိတယ်ကိုပေါ်လည်းကောင်းတယ်သူလည်းကိုပေါ်အစင်ပြေကောင်းမွန်ပြီးတော့ကိုကလည်းသူ့ကိုတော်တော်လေးညှိကြွယ်မယ်ဆိုရပုံစံနေထားမျိုးဖြစ်တတ်တာမျိုးတော့တွေ့ရပေါ့နော်အဲ့တော့ဟိုဆိုမိတ်ကနက်ရှင်ကိုလိုချင်နေဆိုရင်တကယ်တော့ကိုကဆိုမိတ်ပုံစံမျိုးကိုကလည်းအဲ့လိုလုံးဝတီတီငိမ့်ငိမ့်အေးအေးအဲ့လိုကြီးမကြိုက်ဘူးအဲ့တော့ဟိုဘယ်လိုပြောရမလဲ အစိုးမိတ်ဆိုတာတဲ့ကိုနဲ့လိုက်ရောညစ်တွေဖြစ်မဲ့တဟဆာတာဖြစ်စိမ့်မဲ့လူကိုတော့ဟိုဟာရဖို့ရှိတယ်လို့ဒါမောကဒါဟောစံနဲ့ထည့်ပြီးတယ်ပေါ့နော်အဲ့တော့ဖိုင်းဝန်းလေးတွေကချိုးရကြောက်အရန်လောင်တာတွေတော့ short စီချင်တယ်ဒါမှဒါလည်းအဆင်ပြေပါလိမ့်မယ်နော်အဲ့တော့ဖိုင်းတူတွေဆက်ပြောပေးမယ်ဖိုင်းတူကဘာလဲဆိုတော့ဖိုင်းတူကကြောက်အရန်ပေးဆက်တာပေါ့ပြီးတော့အနေနီးတိုင်းပုံမှန်မှုတီးပြီးတွေ့တာတက်တဲ့စိတ်သဘောရှိတယ်အဲ့တော့အဲ့ဒီတိုင်းပဲ အကိုရွေးချယ်တဲ့သူတို့မဟုတ်ကိုစိတ်ဝင်စားတဲ့လူကလည်းအဲ့လိုမျိုးပဲနီးစက်ရာမှာတာယာတက်တဲ့ပုံစံတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့စိုးမိတ်နဲ့တွေ့ပြီလားဆိုတော့ကိုရဲ့စိုးမိတ်ကကိုရဲ့အနီးတစ်ဝိုက်မှာရှိတယ်။တငယ်ချင်းပုံစံနေထားသူနဲ့ကိုเนี่ย saturation ဟိုမကြတီမကြအဲ့လိုခံစားခြင်းတဲ့သူကကိုရဲ့စိုးမိတ်ပုံစံနေထားပြေးပေါ်ရဲမှာဝင်ရောက်နေတာကိုတွေ့တယ်။ဒါိုင်းနဲ့ပေါ့နော်။ အရင်မပွင့်လင်းသေးဘူးတစ်ဖက်နဲ့တစ်ဖက်ကြားမှာစကလုံးလေးတွေသူ့နဲ့ကိုယ်နဲ့ပို့ပြီးတော့တိတာမြင်တာအောင်ဖြစ်ရမယ်ဆိုတဲ့သဘောလေးတွေ့တယ်။အဲ့တော့ဆိုင်းပြောပြီးမယ်ဆိုင်းရကြတော့သူ့ရဲ့ဆိုင်းနော်တီလာကိုယ့်ရဲ့ဆိုမိတ်ရဲ့ဆိုင်းပါကိုကလည်းဆိုမိတ်လိုချင်တယ်လူကိုကလည်းအေးဆေးဆေးပဲဖြတ်တန်းချင်တယ်သူဆိုတော့ဆိုမိတ်နဲ့ပတ်သက်ပြီးတော့ဒီမှာက Libra အာပြီးတော့ Gemini Sagittarius ပြီးရင် Scorpio ပြီးရင် Aquarius ပေါ့နော်ဘာကိုလဲပါတယ်ဒီဟာမျိုးတွေက ဒါတနည်းအားဖြင့်ကိုပတ်သက်ဆက်နွယ်နေတယ်သို့မဟုတ်ကိုရဲ့စိုးမိတ်ပုံစံအနေထားဖြစ်လာမယ်ဆိုတဲ့အဆိုင်တွေကိုရွေးထုတ်ပေးတာဒါ energy အများဆုံးရွေးထုတ်ပေးတာဖြစ်ပါတယ်အဲ့တော့ကိုအနေနဲ့လေဟိုလိုတိုးပိုလျှော်လေးနဲ့တေချာလေးကိုရဲ့စိုးမိတ်ကိုပေါ့နော် လေးလာပြီးတော့သွားတာမျိုးလေးတွေအဲရှာဖို့တရှိရမျိုးလေးဖြစ်စေချင်တယ်ဘာလို့ဆိုတော့ find to ရဲ့တချို့အကြောင်းကိုရဲ့စိုးမိတ်ကကိုနားမှာရှိပြီးတော့ကိုကမသိတာသို့မဟုတ်တချို့တော့ရတယ်မှာကိုကကိုစိတ်နဲ့ကိုလောင်ပြီးတော့ သူ့မမြင်နိုင်တာသူ့ရဲ့ချစ်ချင်းမြတ်တာကိုကိုကအေးမြရတော့မခံစားမိရဒါမျိုးရှိတတ်တယ်တချို့ဆိုရင်ဒါသူနဲ့ကိုနေတွဲတောင်တွဲနေပြီဒါပေမဲ့သူရှိတယ်လို့မဟုတ်ဘူးကိုကကိုစိတ်နဲ့ကိုကိုသူ့တော်တော်ပြီးချီနှောင်မိတာဖြစ်တတ်တယ်ကိုကထောက်စစ်ဖြစ်နေတတ်တယ်အဲ့တော့ဒီရလေးတွေကိုရှောင်ကြဉ်မှအဆင်ပြေပါလိမ့်မယ်လို့ပြောချင်ပါတယ်เนาะအဲ့တော့နောက်ထပ်ဖိုင်းလေးတွေမှာပြန်ဆုံပါမယ်ကြော်ညာလေးအနေနဲ့တော့မော private group မှာ manifest တွေလုပ်ပေးသွားဖို့ရှိပါတယ်။လာ join ကြရင်တော့ moon set astrology ကိုလာပေးပါ။အာ moon ကဒီမှာကျတော့ phi မဲ့တည်တံ့လုပ်ပေးနိုင်တာပေါ့နော်။အာ private group မှာကျတော့ moon က host တန်းတွေရောတနည်းအားဖြင့် knowledge sharing တွေ manifest တွေအများကြီးပါတယ်။အဲ့တော့ဟိုဖြစ်နိုင်မယ်ဆိုရင်လာ join စေခြင်းနဲ့ပေါ့နော်။ဘာလို့ကိုယ့်အတွက်လည်းအများကြီးတက်နေပေါ့နော်။ moon တိတ်ချာလေးတော့လုပ်ပေးထားဖြစ်ပါတယ်။ moon ကဒီမှာ TikTok မှာကျတော့ video တင်ပြီးရတယ်။ moon ကပြန်ထွက်သွားပြီ။ moon တိတ်မကြည့်ဖြစ်တော့ ဒီခါလီမှာစာမပြန်မိတာမျိုးတွေဖြစ်နိုင်တာဖြစ်တဲ့အတွက်မေးခြင်းနဲ့ဆိုရင်တော့မွန်ဆက် astrology မှာပဲလာမေးပြပါနော်။မွန်က Viber တွေထဲလီတွေမှာလည်းမဟောပါဘူး။မွန်အခုအရာခီးသွားလုပ်ငန်းတွေပေါ့နော်။အဲ့ဒါကြီးလည်းလုပ်နေရဆိုတော့ Viber တော်တော်များများမှာအဲ့ရာတွေပဲဖြေတာဆိုတော့တစ်ဖက်မှာရောမှဖြစ်တဲ့အတွက်ကြောင့်မလို့မွန်ဒီ Tarot ပုံစံအနေထားကိုတော့မွန်က Facebook တို့မျိုးမှာပဲခေါ်ပြပါရဲ့နော်။အဲ့အတွက်အဲ့ကိုပဲလာဆက်သွယ်ပြပါလို့ပြောချင်ပါရှင့်။မွန်ဆက် astrology ဖြစ်ပါရဲ့နော်။ကျေးဇူးပါ။